ားလုံးပဲမင်္ဂလာပါရှင်ဗန်ဒူလာ TV News ကပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးမှာကတော့ကိုကျော်မျိုးမင်းရဲ့ဇွန်လ26ရက်နေ့သတင်းတင်ဆက်မှုပဲဖြစ်ပါတယ်ရှင်ကျမတို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင်လည်းလုပ်ပေးကြဖို့မြစ်တာရက်ခံပေးရစေရှင်ကဲရမြမာတွေကမြမာပြိုတကယ်မချစ်ကြဘူးကြကိုကိုကျော်စီဝါအထအတွက်မြမာပြိုချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပုံများပါတယ်အဲ့ဒီထက်မှခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်အဲ့တော့ကြိုးစားမယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ peace forum ပေါ့နော် peace forum ပတ်သက်ပြီးကျွန်တော်တို့စပြောပါမယ်အဲ့တော့ peace forum ကတော့ဒါအားလုံးပဲသိတဲ့အတိုင်းပဲပုံပုံလေးလေးမပြောရရင်တော့စပြီးတော့ဒီနေ့ forum ကစပါပြီ အဲကျွန်တော်လက်ကူတာဖိုရန်ကပြပြခြင်းပဲဒီတက်ပြီးတော့တက်ပြီးတော့ပို့လို့တာပါတော့ပို့လို့ပြီးသတင်းရေးသားတာပါအဲဆိုတော့သတင်းရုံတာပြောတာပါအဲ့တော့ကျွန်တော်တို့ရဲ့ဒီ the state mp news website မှာလည်းသတင်းတွေတက်ထွက်တက်နေပါတယ်အဲမကြာခင် statement journal မှာလည်းဒီနဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆက်ဆက်တဲ့ပတ်သက်တဲ့သတင်းတွေရေးသားပေါ်ပြပါလိမ့်မယ်အဲ့တော့ the peace forum မှာဘာတွေဖြစ်ကြလဲဆိုတော့မေကုံပေါ့နော် peace forum မှာဘာတွေဖြစ်ကြလဲဆိုတော့မေကုံအဲ့တော့ peace forum မှာဗိုလ်ချုပ်ကြီးကဗိုလ်ချုပ်ကြီးမြောင်းလိုင်းကသူကရင်တက်လာတယ်တက်လာပြီးတော့ဗိုလ်ချုပ်ကြီးကသူရင်တက်လာပြီးတော့သူအဲမိနစ် 30လောက်ပေါ့နော်တူတယ်မိနစ်30ကျော်40လောက်ပေါ့ကျွန်တော်မိနစ်မိနစ်30ကျော်40လောက်ပို့လို့မကြည့်ရမိန်ကွန်းပြောသွားပါတယ်သူ့မိန်ကွန်းထဲမှာတော့မိနစ်30ကျော်40လောက်ပြောရဲပေါ့နော်အဲမိန်ကွန်းထဲမှာတော့ပေါ့နော်အဲ့လောက်ပြောရဲမိန်ကွန်းထဲမှာနော်ပြောရဲမိန်ကွန်းထဲကနေပြီးတော့မိနစ်30ကျော်ပေါ့နော်ပြောရဲမိန်ကွန်းထဲမှာကျွန်တော်စိတ်ဝင်စားဖို့ကောင်းတယ်လူတွေသိဖို့လိုအပ်တဲ့အချက်လေး3ချက်ကိုကျွန်တော် point ဆွတ်ထုတ်ပါမယ်သူပြောရဲအချက်3ချက်ကိုကျွန်တော်ဒီထုတ်ပြပါမယ်တိချက်က သူကမြန်မာနိုင်ငံရဲ့ဒီရွေးကောက်ပွဲကျင်းပမဲ့ကာလာလို့ပဲပြောရမှာနော်ကျင်းပမဲ့ကာလာအဲ့ကာလာနဲ့ပတ်သက်လို့သူထပ်ပြီးတော့ဒီနေ့ရုပ်သံထဲမှာထည့်ပေါ်တော့ပါတယ်ရွေးကောက်ပွဲကိုကျင်းပမယ်ဆိုတာကိုသူထပ်ပြီးတော့ခရီးပေးသွားတယ်ဒီနှစ်ကောင်မှာကျင်းပမယ်ဆိုတာကိုသူထပ်ပြီးသတိပေးသွားတယ်ခရီးပေးသွားတယ်နောက်တစ်ချက်ကရွေးကောက်ပွဲကျင်းပမယ်ဟာပြည်သူတွေပြည်သူတွေလိုလားတဲ့ဒီမိုကရေစီကိုရအောင်ပေးမယ်ဆိုတာကိုသူထပ်ပြီးတော့ခရီးပေးသွားတယ်ဆိုတာတစ်ချက်ပေါ့နော်သူခရီးပေးသွားတယ်ဆိုတာတစ်ချက်အဲ့တော့ရွေးကောက်ပွဲကိုဘယ်လိုကျင်းပမှာလဲဆိုရင်မေကွန်အဲ့ဒီမေကွန်နဲ့ပတ်သက်လို့ဗိုလ်ချုပ်ကြီးပြောသွားတာက ဲဒီခုနှစ်ဒီဇင်ဘာလတတိယပတ်ကနေစတင်ပြီးတော့လေးပတ်အတွင်းမှာရွေးကောက်ပွဲလုပ်မှာဖြစ်တယ်လို့ဘုရားမကြီးကဒီနေ့သူ့ရဲ့ဒီမိန်ခွန်းမှာပြောပါတယ်နော်မိန်ခွန်းထဲမှာပြောထားတာကတော့ကျွန်တော်တို့ကအဲ့လာမယ့်ဒီဇင်ဘာတတိယပတ်နဲ့လာမယ့်2026 January ဒုတိယပတ်အတွင်းလေးပတ်အတွင်းမှာအဲ့ရွေးကောက်ပွဲပြီးအောင်ရက်ကတော့ကျွန်တော်တို့ချိန်နေပါတယ်တဲ့အဲ့ဒီအချိန်ကလည်းတော်တော်အလုပ်ရှုတဲ့ကာလဖြစ်တော့ဘယ်ရက်ကိုကျွန်တော်တို့လုပ်မလဲဆိုတာကို ဆိုတာနဲ့ဘယ်လိုနည်းနဲ့လုပ်မလဲဆိုတော့ကျွန်တော်စဉ်းစားပါတယ်အကောင်းဆုံးဖြစ်အောင်လို့စဉ်းစားထားပါတယ်လို့ဒါဘူးချူးချင်းမအောင်လာပြောတာပြီးတော့မဲပေးပိုင်ခွင့်ရှိသူတိုင်းမဲပေးနိုင်ဖို့လိုအပ်တဲ့အတွက်မဲပေးခွင့်ရအောင်လဲသူတို့ကြိုးစားပြီးတော့ဆောင်ပြေးသွားမယ်ဆိုတာမျိုးဘူးချူးချင်းမအောင်လာပြောတယ်ပြီးတော့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်ဖို့ဆောင်ရွက်ဖို့ကိုခိုင်ခိုင်မာမာဆောင်ရွက်ဆုံးဖြတ်ချက်ထားချထားပြီးသားဖြစ်ပါတယ်လို့ဘူးချူးချင်းမအောင်လာသူ့ရဲ့မိန်ကောင်းတွေကအเจ้าကတစ်ခုဖြစ်နေကျွန်တော် point တစ်ခုဖြစ်နေကျွန်တော်ထုတ်ပြောပါတယ်အဲ့တော့ဒီနေရာမှာခင်ဗျားတို့ကျွန်တော်ပြောစရာရှိလာတာတစ်ခုရှိတယ် ရွေးကောက်ပွဲချင်းပဖို့အတွက်ကိုဖြစ်နိုင်ရလားဆိုရင်မိကွန်အားလုံးကစိတ်ဝင်စားကြတယ်ဖြစ်ပါမလားဆိုရင်မိကွန်စိတ်ဝင်စားတယ်တစ်ချိန်တည်းမှာပဲရွေးကောက်ပွဲဖြစ်နိုင်ခြင်းနဲ့ဒီရွေးကောက်ပွဲကဟိုဘလို့ပြီးတော့ဘယ်မျိုးတွေဖြစ်မှာလဲဆိုရင်မိကွန်ပေါ့ဒါနဲ့ပတ်သက်ရင်ကျွန်တော်တော့အောက်ချက်ချရတာရှိတယ်ပြီးခဲ့တဲ့တိတ်မကြသေးရင်ကလာတော့ကဘိုးချမကြီးတို့ရဲ့အစိုးရဖွဲ့အနေနဲ့သို့မဟုတ်အာ UIC ရဲ့ဒီတော့ Dreamman Dreamman ပြည်ချရဲ့မီဒီယာကိုဖြေကြတာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့နိုင်ငံတနဝမ်းမှာ268မြို့နယ်မှာရွေးကောက်ပွဲကျင်းပနိုင်ခြင်းရှိတယ်ဆိုတော့သူတို့ပြောခဲ့တယ်မှတ်မိကြအောင်ထင်တယ် ဆိုတော့အဲ့လိုပြောခဲ့ကြတဲ့အတွက်269ခုမြို့နယ်မှာကျင်းပမှာလားဆိုတဲ့မေးခွန်းဖြစ်လာတယ်ဆိုတော့တချို့ကကြီးမယ်မြို့နယ်330ရှိတယ်269မြို့နယ်ဆိုတော့မင်းကွာမြို့နယ်60အဲကြော်ကြော်လောက်မလုပ်ဖြစ်ဘူးဆိုတဲ့ဘောတော့မကောက်လေတွေတိုင်းရင်းသားလက်နက်ကိုင်တွေ EO တွေနဲ့ PDF တွေတိတ်တဲ့မြို့အများကြီးပဲလीမြို့မဖြစ်နိုင်ဘူးပေါ့မြို့ကလင်ကြီးချင်းလောက်တာစသဖြင့်ပေါ့ပြောကြတာရှိတယ် မဖြစ်နိုင်ဘူးလို့ပြောကြတာပေါ့အဲ့တော့ကျွန်တော်ကအဲ့ဒီမှာကျွန်တော်ကကျွန်တော်တို့ရဲ့ဒီ MP News the statement journal နဲ့ MP News ရဲ့ research လုပ်ထားတာလေးရှိတယ် research လုပ်ထားတဲ့ဟာလေးရှိတယ်အဲ့ research လုပ်ထားတဲ့ဟာလေးတွေကအသေးစိတ်မပြောဘဲနဲ့လူရင်း point လေးတွေကျွန်တော်ရွေးပြောသွားမယ်ခင်ဗျားတို့နားလည်နေတဲ့သကလုံးလေးနဲ့ရွေးပြောသွားမယ်ရွေးကောက်ပွဲကျင်းပလို့ရနိုင်သလားမရနိုင်ဘူးလားသူတို့ပြောတဲ့260နတ်သက်ကဆိုရပြောတဲ့269မြို့နယ်ဆိုတာဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားနဲ့တစ်ဖက်ကအုပ်စုပြောနေတယ်269မြို့နယ်မဟုတ်ဘူးမြို့နယ်ပဲနည်းနည်းလေးပဲကျန်တော့တယ်မပြောနိုင်တော့ရွေးကောက်လို့မဖြစ်နိုင်တော့ဘူးဆိုတဲ့ပုံစံပြောတဲ့ဟာလေးနဲ့အားလုံးကိုချိန်ထိုးပြီးတော့မှတစ်ဖက်ကမဖြစ်နိုင်ဘူးဗျာတစ်ဖက်က269ဗျာဒါဒီလိုပြောတဲ့ကြားထဲကနေ ကျွန်တော်တို့လေ့လာထားတဲ့ခင်ခဏကိုဒီနေ့ကျွန်တော်ထုတ်ပြောပါမယ်။မနေ့ကလွန်ခဲ့တဲ့၄-၅ရက်တစ်ပတ်တည်းကကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့မပြောဘူးဒီနေ့ကိုစောင့်နေတာ။ဒီနေ့အချိန်ကိုစောင့်မှကျွန်တော်ဒီနေ့မှပြောတာ။အဲ့တော့ကျွန်တော်ရဲ့ The Statement Journal ရဲ့အင်္ဂလိပ်စာမျက်နှာအင်္ဂလိပ်ပိုင်းပေါ့အင်္ဂလိပ်ပိုင်းမှာလည်းမကြခင်ထွက်မယ့်အင်္ဂလိပ်ပိုင်းမှာလည်းအဲ့ဒီမှာအဲ့ဒီကြောင့်သုံးသပ်ရေးထားတာလားလေးဖော်ပြထားတယ်။အဲ့မှာကျွန်တော်ဖတ်ချင်လို့ရတယ်နိုင်ငံတကာတာဝန်တွေဖတ်ချင်လို့ရတယ်ကျွန်တော်တို့လေ့လာထားတဲ့ဟာမှန်လားမှန်လားဆိုတော့ကျွန်တော်တို့သုံးသပ်လို့ရတယ်အဲ့တော့ကျွန်တော်လေ့လာထားတာကိုကျွန်တော်ပြောပါမယ်အစိုးရ NASA ကအစိုးရကတော့268မြို့နယ်လို့ပြောပါတယ်ကျွန်တော်ကတော့ပုံမှန်ပြောပါမယ်188မြို့နယ်တော့ဖြစ်နိုင်တယ် 188မြို့နယ်မှာဖြစ်နိုင်တယ်အဲ188မြို့နယ်ဖြစ်နိုင်တယ်189မြို့နယ်မှာဖြစ်နိုင်ဘူးဒါပေမဲ့188မြို့နယ်တော့ဖြစ်နိုင်တယ်ဒါဆိုရင်188ကနှစ်ဆလို့ပြောမယ်နှစ်ဆဆိုရင်390ဖြစ်နေပြီအဲ့တော့မြို့တော်330ဆိုတော့ကျွန်တော်ပြောဒီရှိတဲ့လွတ်တော်မှာရှိတဲ့မြို့နယ်330ထက်ဝက်ကျော်ကျင်းပနိုင်တယ်လို့ကောက်ချက်ချလို့ရတယ်အဲ့တော့188မြို့နယ်ကကျင်းပလို့ရတယ်လို့ကျွန်တော်ကတော့ကောက်ချက်ချပါတယ်ဘာလို့ကျွန်တော်တို့ကင်းကင်းနဲ့ကျွန်တော်ဖီကာလုပ်ထားတယ်ကျွန်တော်တို့ဒီ data analyze လုပ်ထားတယ် analysis analysis လုပ်ထားတယ်ရှိပါတယ်အဲ့ဒါကြောင့်ပြောတာပါအဲ့တော့ရန်ကုန်မှာက 45မြို့နယ်တခုချင်းပြောပါမယ်ရန်ကုန်မှာ45မြို့နယ်ရှိပါတယ်ရန်ကုန်က45မြို့နယ်ရှိတယ်45မြို့နယ်လုံးက45မြို့နယ်လုံးကယူကောက်ပွဲကျင်းပလို့ရပါတယ်နော်ခင်ဗျားပြောမယ်ကိုညာကိုကော့မှုတွန်တေးစသဖြင့်ပြောကြလိမ့်မယ်ခင်ဗျားသုံးကโอเคတယ်အဲ့ဒါအကုန်โอเคတယ်အဲ့ဒါကြောင့်မလို့ရတယ်ဟိုလဲကူအကုန်ရတယ်အဲ့ဒါကြောင့်ရန်ကုန်ရဲ့မြို့နယ်45မြို့နယ်လုံးကယူကောက်ပွဲကျင်းပဖို့အတွက်โอเคပါတယ်โอเคပါတယ်အဲ့ဒါ45မှတ်နော်ပြီးရင်မန္တလေးမန္တလေးက28မြို့နယ်ရှိပါတယ်28မြို့နယ်တွေက15မြို့နယ်က ယူကဘွေချင်းပါလို့ရပါတယ်။ဘယ်ချိန်ကြလဲဆိုတော့လာမယ့်ဒီဇင်ဘာကျရင်15မြို့နဲ့ထက်မနည်းရယူကဘွေချင်းပါလို့ရပါပဲ။အခုတော့12မြို့နဲ့13မြို့နဲ့တေးကြတယ်။ကျန်တဲ့3မြို့နဲ့ကအခုနတ်ဆာကပြန်တိုက်နေဖြစ်တဲ့အတွက်အလေးတာပြီးတိုက်နေဖြစ်တဲ့အတွက်15မြို့လို့ကျွန်တော်ခွဲတာပါ။28က8က8ထက်က15မြို့နဲ့ကလုံးဝ confirm ပါ။စောင့်ကြည့်ပါ။15မြို့နဲ့ confirm ။နောက်တော့အရာတွေက26မြို့နဲ့ရှိတဲ့အထက်က26မြို့နဲ့လုံးအရာတွေကရပါတယ်။ဒါချို့ကပြောလိမ့်မယ်။ဟာမင်းလေးမြင်တာတို့ရည်ကြီးတို့ဘာလို့မှမင်းဒီလိုဒီလောက်ဝုန်းတိုင်းဝုန်းတိုင်းရိုးရိုးဖြစ်နေတာလဲ။လေးမြင်တာရည်ကြီးနှစ်ခုပဲခင်ဗျားတို့ကပြောနေကြတာပဲရှိတယ်။ ရရ26မြို့နဲ့၄မြို့နဲ့ကြီးနှစ်မြို့တွေပဲနော်24မြို့နဲ့ကြီးတယ်ဒါပေမဲ့၄မြို့နဲ့ကြီးကြီးဆိုတာမြို့အစွန်လေးမှာဖြစ်နေတာအစွန်ရဲ့ရွာလေးတွေမှာဖြစ်နေတာအဲ့တော့26မြို့တွေက26မြို့နဲ့လုံးဝရပါတယ်အရာရိယ26မြို့လုံးအရာရိယရပါတယ်နောက်တစ်ခုကစကိုင်းတိုင်း39မြို့နယ်ရှိပါတယ်စကိုင်း39မြို့နယ်တွေကကျွန်တော်တို့ကောက်ချက်ချထားတာ15မြို့နယ်ကရွေးကောက်ပွဲကျင်းပလို့ရပါတယ်15မြို့နယ်လုံးဝ definitely ကျင်းပလို့ရတယ်နော်စကိုင်း39တွေက15အသေးရတယ် နောက်တစ်ခုကမကွေးရ25မြို့နယ်ရှိပါတယ်အဲ့ဒီဆယ်မြို့နယ်ကတော့လုံးဝတည်ကြပါတယ်ဆယ်မြို့နယ်လုံးဝတည်ကြပါတယ်နောက်တစ်ခုကတနင်္သာရီက sorry ဘကိုးက28မြို့နယ်ရှိပါတယ်အဲ့ဒီ25မြို့နယ်ကရွေးကောက်ပွဲချင်းပါလို့ရပါတယ်နော်နောက်တစ်ခုကတနင်္သာရီက10မြို့နယ်ရှိပါတယ်အနည်းဆုံး9မြို့နယ်ကရွေးကောက်ပွဲချင်းပါလို့ရပါတယ်နောက်တစ်ခုကနေပြည်တော်ကောင်စီနယ်မြေပေါ့နော်အဲ့ဒါက10မြို့နယ်ရှိပါတယ်10မြို့နယ်လုံးရပါတယ်နေပြည်တော်ကနော်နေပြည်တော်ကအဲ့တော့ကချင်ကချင်က16မြို့နယ်ရှိပါတယ်ကချင်က16မြို့နယ်ရှိပါတယ်အဲ့ဒီ10မြို့နယ်ကလက်ရှိချိန်ကွန်ဖာမ်ပါ10မြို့နယ်ကကွန်ဖာမ်ပါနော်16က 18ရက်ရှိမနေ confirm မှာချင်းပြည်နယ်ကတော့6မြို့နယ်ရှိပါတယ်ချင်းပြည်နယ်ကတော့6မြို့နယ်ရှိတဲ့ထဲမှာကျွန်တော်2မြို့နယ်ပဲ confirm လုပ်ပေးပါတယ်ကျန်တဲ့မြို့နယ်မပေးပါဘူးဘာလို့ဆိုတော့ကျွန်တော်တို့ကမသိချာလို့ confirm မပေးပါဘူးအဲ့တော့ချင်းပြည်နယ်6မြို့နယ်တွေဟာခါကတော့လုံးဝ confirm ပါတော့ဟာခါရရပါတော့ဆိုတော့ချင်းပြည်နယ်ရခိုင်ရခိုင်က18မြို့နယ်ရှိပါတယ်18မြို့နယ်တွေက3မြို့နယ်က confirm ပါကျန်တာတွေကတော့ကျွန်တော် confirm မပေးပါဘူးအဲ့တော့3မြို့နယ် confirm ပါအဲ့တော့ ရှမ်းရှမ်းမှာ55မြို့နယ်ရှိပါတယ်ကျွန်တော် ရှမ်းကို short တွက်ပြီးတော့25မြို့နယ်ပဲတွက်ပြထားပါတယ်25မြို့နယ်ရှမ်းက25မြို့နယ်ကအနည်းဆုံး25မြို့နယ်ရွက်ောက်ပဲလုံးလုံးရပါတယ်နောက်တစ်ခုကကယား9မြို့နယ်ရှိပါတယ်အဲ့ထက်3မြို့နယ်သေးကြပါတယ်ကရင်က9မြို့နယ်ရှိတယ်3မြို့နယ်ကလုံးဝသေးကြပါတယ်မွန်ပြည်နယ်က10မြို့နယ်ရှိတယ်6မြို့နယ်ကလုံးဝသေးကြပါတယ်အဲ့တော့ကျွန်တော်တိုးတဲ့အားလုံးပေါင်းလိုက်တဲ့အခါမှာ188မြို့နယ်တိတိကရွေးကောက်ပွဲကျင်းပလို့ရပါတယ်ဒါဆိုရင်ခင်ဗျားတို့ပြန်ပြောမယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း188ရောက်က လွှတ်တော်မှာဝန်ထိုင်လို့ရပြီလို့ခရတော်ပြောလို့ရတယ်တရား188ယောက်ပြည်သူလူထုကရွေးကောက်တင်မြှောက်မဲ့ fast pass the post နဲ့ရွေးကောက်တင်မြှောက်မဲ့လွှတ်တော်ကိုလည်းတရား188ယောက်ကလွှတ်တော်ထဲမှာဝန်ထိုင်လို့ရပါပြီအဲ့တော့ဒါပြည်သူလူထုတော်တက်ဖြတ် okay အဲ့တော့မျိုးသားလွှတ်တော်ကြောင့်ပြောမယ်အမျိုးသားလွှတ်တော်ကကျင်းပတဲ့အခါမှာသူကတီနယ်တိုင်းဒေသကြီးတစ်ခုကို12ယောက်တိတိလွှတ်တော်ကိုလည်းရွေးချယ်ပါတယ်ပြည်နယ်တိုင်းတစ်ခုကို12ယောက်ရွေးပါတယ်မျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း12ယောက်ရွေးပါတယ်အဲ့တော့ မျိုးသားလူတော်က PR စနစ်နဲ့ကျင်းပတာဖြစ်တဲ့အတွက် PR စနစ်နဲ့ကျင်းပမယ်ဆိုရင်ကျင်းပမယ်ဆိုရင်မျိုးသားလူတော်က PR စနစ်ကျင်းပမယ်ဆိုရင်ပြည်내တစ်ခုကို၁၂ရောင်လုံးနဲ့၁၄ပြည်내ဖြစ်တဲ့အတွက်တရားနဲ့၆၀နဲ့၈ရောင်တိတိကလွှတ်တော်ကိုယ်စားလောင်းဖြစ်နေရတယ်။သို့တော့အဲ့ဒီအချိန်မှာခင်ဗျားတို့ကဟာမင်းတချို့မင်းမဲခုနရှေ့မှာပြောတဲ့မြို့နယ်ပြည်နယ်တွေကမရအောင်မရတဲ့ကိစ္စမင်းဘယ်လိုလုပ်လို့လုပ်မလဲပေါ့။ Okay အဲ့ဒါဆိုရင် Okay တို့ Okay အကူတို့တရား၈၀နဲ့ရှိမှုနယ်တွေကကျွန်တော်ပြန်ရွေးပေးမယ်။အဲ့ဒီအချိန်မှာလူတရားပဲကျန်နေထား။လူတရားပဲကျန်နေထား။မြို့သားလူတော်မှာလူတရားပဲကျန်နေထား။ လူတရားကျန်နေဆိုရင်အမျိုးသားလူတရားထက်လိုက်ရင်ခုန188ကတရားပေါ့ရင်188ရောက်ဖြစ်မသွားဘူးလား188ရောက်အမျိုးသားလူတော်မှာအဲ့တော့မျိုးသားလူတော်ရယ်ပြည်သူလူတော်ရယ်ပေါင်းလိုက်188ရောက်ဖြစ်သွားတယ်နော်အဲ့တော့အဲ့တော့ရွေးကောက်ပွဲကျင်းပလို့ရတယ်ဆိုမျိုးသားလူတော်ကလူတရားပဲရတယ်ထားလွှတ်တော်မှာလူတရားပဲဝင်ထားတကယ်တော့186 168ရောက်လွှတ်တော်မှာရှိရမယ်ပြည်မျိုးသားလူတော်ကပြည်သူလူရွေးကောက်တင်မြောက်တဲ့မျိုးသားလူတော်မှာထိုင်မဲ့လွှတ်တော်ကိုယ်စားလှယ်168ရောက်ရှိရပါမယ် ရှိရပါတယ်အဲ့ထက်မှာခင်ဗျားတို့ကနှုတ်ပယ်တာထုတ်ပယ်တာမကြိုက်တာဘာညာအကုန်အဆင်မပြေဘူးလို့ပြောပြီးတော့ဖယ်လိုက်68ရှိမှလည်းဖယ်လိုက်မယ်ဆိုရင်တရားကြံပါတယ်တရားကြံပါတယ်အဲ့တော့မြို့သားလူတော်တရားခုနပြည်သူလူတော်188ပေါင်းလိုက်ပါ288လို့ခေါ်ပါတယ်ဒါကျွန်တော်ကိန်းနာပေါင်းပြတာပေါ့နော်ဆိုတော့ဒါတစ်ချက်နောက်တစ်ခုကခင်ဗျားတို့ကျွန်တော်ထပ်ပြောချင်တာနောက်တစ်ခုကအဲ့ဒီအချိန်မှာတမန်တော်သားလူတော်ကိုယ်စလဲနော်နော်တမန်တော်သားလူတော်ကိုယ်စလဲတမန်တော်လူတော်ကိုယ်စလဲကတမန်တော်လူတော်ကိုယ်စလဲကပြည်သူလူတော်ရဲ့အမျိုးသားလူတော်ရဲ့နှစ်ရပ်ပေါင်းတမန်တော်လူတော်ကိုယ်စလဲကဘယ်လောက်ရှိလဲဆိုတော့ တရားနဲ့66ရောက်ရှိရပါတယ်။ဘာလို့ဆိုတော့ပြည်သူ့လွှတ်တော်မှာ130ရှိပါတယ်။အမျိုးသားလွှတ်တော်မှာ56ရောက်ရှိပါတယ်။အဲ့တော့တရားနဲ့66ရောက်ဖြစ်ပါတယ်။အဲ့တော့တရားနဲ့66ရောက်ဖြစ်ပါတယ်။အဲ့တော့ total အားလုံး3မျိုးလုံးပေါင်းလိုက်တဲ့အခါမှာလွှတ်တော်ကိုယ်တိုင်ပေါင်းဘယ်လောက်ရလဲလို့မေးရင်၄အဲခင်ဗျားမမြင်ရလားမမြင်ရအောင်နော်မမြင်အောင်454ရောက်ရှိပါတယ်။လွှတ်တော်ကိုယ်တိုင်454ရောက်တိတိလွှတ်တော်ထဲမှာရောက်ပါမယ်။အဲ့တော့လွှတ်တော်မှာလွှတ်တော်မှာ90ရင်းလို့ရှိဖို့လိုအပ်တယ်လို့ပြောကြတယ်။90ရင်းလို့ရှိဖို့လိုအပ်တယ်လို့ပြောကြတယ်။အဲ့တော့90ရင်းလို့ဆိုတော့ ။ကျောင်းကျွန်တော်ယူလို့ပြ90ရောင်းတော့ဘလောက်လဲဆိုတော့664ရဲ့ထုတ်ရ332လို့ပြောတယ်။အဲ့တော့ခုနကဘလောက်လဲ454ဆိုတော့ထုတ်ဝက်ကဘလောက်တောင်ကျော်သွားလဲ။ထုတ်ဝက်တဲ့100တော့100ကျော်ပုံများသေးတယ်။ထုတ်ဝက်ဆိုရဲ332တနောက်100ကျော်ပုံများနေသေးတယ်။ဆိုတော့လွှတ်တော်ချင်းပါလို့ရပါသလားမင်း။ခုနလွှတ်တော်ချင်းပါကိုရသလားမင်း။ခုံကပြောင်းချင်းပါလို့ရတယ်။ဒါကြောင့်မလို့ကျွန်တော်လွှတ်တော်ဖြစ်တယ်လို့ပြောပါရတယ်။ကျွန်တော်ပုံနေမှာဒါဒီကျွန်တော် research လုပ်နေခဲ့တာလားနဲ့ချင်းမြင်လားပါမယ့်လား research လုပ်ပြီးမှဒီနေ့နောက်ဆုံးဘုရားမကြီးဒီနေ့ပြောလာမယ့်အချိန်ကိုစောင့်ပြီးတော့မှအချိန်ကိုကျွန်တော်ဒီနေ့ထည့်ပြောတာဖြစ်ပါတယ်။အဲ့တော့ဘုရားမကြီးကပြောတယ်လွတ်တော်ယူကောက်ပွဲသူကျင်းပမယ်ဒီဇင်ဘာနောက်ဆုံးပတ်နဲ့ ဇန်နဝါရီဒုတိယပတ်ထိပေါ့စရိုက်ဆိုတော့ဒီစရိုက်သူကျင်းပသွားမယ်အဲ့ဒါပေမဲ့ရက်ကိုတော့ဘယ်နေ့ဆိုတော့ရက်ကိုတိကျတော့ချိန်ညာဖို့သူနည်းနည်းချိန်နေရသေးတယ်ဆိုတော့သူပြောတယ်အဲ့တော့တေချာတော့ရွေးကောက်ပဲချက်ကိုဖြစ်မယ်လို့သူပြောချင်တာဒါသူတို့ပြီးပြောတဲ့စကားကိုကျွန်တော်ပြောပြီးတော့ရွေးကောက်ပဲကျင်းပလို့ရချင်းမရချင်းကိုခင်ဗျားတို့ကိုကျွန်တော် message တရင်စကားတစ်ခုပေးတာဖြစ်ပါတယ်အဲ့တော့ရွေးကောက်ပဲကျင်းပလို့ရပါသလားလို့မေးရင်ကျွန်တော်ဖြည့်ထွက်ပြီးတင်တယ်တစ်ချက်ပေါ့နော်ဒုတိယတစ်ချက်ကဒုတိယတစ်ချက်ကဘုရားကြီးပြောတဲ့ဒေသတွေမှာဒုတိယတစ်ချက်ကဘာလဲဆိုတော့ PDF အပါဝင်တဲ့တောင်းချမ်းသူတွေတိုင်းသားလက်နက်အဖွဲ့အစည်းအကုန်လုံးအတွက်ကို ငင်းချမ်းရေးတကအခုထိပ်ဖွင့်ထားတယ်လာခဲ့ဖို့ဖိတ်ခေါ်တယ်ဆိုတဲ့စကားလေးသူပြောသွားတယ်ပြောချင်တာငင်းချမ်းရေးလုံလုံမယ်ဆိုလာခဲ့ NGG PDF ဒီတိုင်းသလက်လက်ခံအကုန်လုံးလာခဲ့အကုန်ငါလက်ခံတယ်အကုန်လုံးစကားပြောမယ်လာခဲ့ဆိုတော့မျိုးဘိုးဘိုးကြီးတို့ကိုယ်တိုင်က open ဖြစ်သွားတာ open talk လာခဲ့ ဲ့လိုကောင်းတာအဲ့ဒီစကားမျိုးဘုံကြီးမကြီးမအောင်လဲဒီနေ့ပြောသွားပါတယ်အဲ့တော့သူပြောတဲ့စကားလေးကျွန်တော်ဖတ်ပြပါမယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ကျွန်တော်တို့နိုင်ငံတော်စီမံဥပဒေကောင်စီစတဲ့တာဝန်ကြီးလက်ချင်းတပြိုင်တည်းဦးဦးစားပေးလုပ်ခဲ့တာတော့ထောက်ပံ့ညီချင်းရေးပါတဲ့ထောက်ပံ့ညီချင်းရေးလုပ်တာဖြစ်တဲ့အတွက်ကော်မတီတွေကိုဖွဲ့စည်းတယ်ပြီးတော့ဖေဖော်ဝါရီစပြီးညီချင်းစုစုဆွေးနွေးပွဲတွေအများအားလမ်းဖို့ပြီးကြိုဆိုခဲ့တယ်ကျူတင်ကန့်သတ်ချက်တွေမရှိဘဲနဲ့ဆွေးနွေးပွဲတွေကိုဖိတ်ခေါ်တယ်ကန့်လန့်နေတယ်ကျူတင်ကန့်သတ်ချက်မရှိဘဲဖိတ်ခေါ်တယ်ကန့်လန့်နေတော့ တော့တွေးဆောင်ဆွေးနွေးမှုလုပ်ခဲ့တာအားလုံးသိပြီဖြစ်ပါတယ်လို့သူကပြောတယ်။အဲ့တော့ကျွန်တော်ရည်မှန်းထားတဲ့ပြည်သူကြီးစောက်ဖို့လုပ်တဲ့အခါမှာတဲ့ပြည်တွင်းချင်းချင်းချုံရည်နဲ့ထောင်ရည်ရရှိဖို့အသက်အမြတ်အရေးကြီးပါတယ်တဲ့။နော်။အဲ့တော့လက်နက်ကင်လမ်းစဉ်နဲ့အချက်ဖက်လို့ရတဲ့ကြောင့်နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့တဲ့ဆုံးရှုံးမှုတွေကိုထောက်ရှုပြီးတော့ ထာဝရငြိမ်းချမ်းရေးနဲ့ဖုဒ္ဒရီတွေအပြည်သူတွေရဲ့အတူလက်ထက်ဖော်ဆောင်လုပ်ပါတယ်။ဒါကြောင့်နဲ့နိုင်ငံတော်ဆက်ကျင်တိုက်ခိုက်နေတဲ့တိုင်းသားလက်နက်အဖွဲ့စည်းတွေအချမ်းဖက်တောင်းကျမ်းသူအဖွဲ့တွေအချမ်းဖက် PDF အဖွဲ့တွေနဲ့လက်နက်ကန်အချမ်းဖက်တိုက်ခိုက်တဲ့သူတွေအနေနဲ့လမ်းလက်နက်ကန်လမ်းစဉ်ကိုဆွတ်လုပြီးတော့ပါတီနိုင်ငံရေးလမ်းကြောင်းရွေးကောက်ပွဲလမ်းကြောင်းတွေရတဲ့ဆင့်နိုင်ငံရေးပြည်ထောင်စုနိုင်ငံရေးနဲ့ဖြည့်ရှင်းဆောင်ရွက်နိုင်ဖို့အချိန်ချင်းဖြစ်ကိုကန့်လာထားပြီးလို့ဖြစ်ပါတယ်တဲ့။အဲ့တော့နောက်ထပ်အနေနဲ့နိုင်ငံရေးနီးလမ်းကိုစပွဲပေါ်မှာဖြည့်ရှင်းဖြည့်ရှာခြင်းနဲ့ဖြစ်မှာဖြေရှားခြင်းလားဖြေရှားမှာဖြစ်တဲ့အတွေ့အထိငင်းချင်းဆွေးနွေးမှုတွေအများအားကြိုးစားလမ်းဖွင့်ထားတယ်လို့ဘုဇုံကြီးကပြောတာပြောချင်တာကတော့ဒီ4ရန်ကနေတစ်ဆင့်ထပ်ပြီးပြောလို့တာကသူဒီ ်ရင်းချမ်းရေးဆွေးနွေးခြင်းလေရင်းချမ်းရေးကိုပြည်သူတို့မျက်နှာထောက်ထားပြီးရင်းချမ်းရေးဆွေးနွေးခြင်းလေဆိုရင် PDF တွေရောဘာကောင်ညာကောင်တွေရောလက်နက်ကင်တွေရောအကုန်လုံးလာခဲ့ကြိုက်တာနဲ့ဆွေးနွေးလို့ရတယ်ဆွေးနွေးမယ်လို့သူကပြောတာဒါဟာဓာတ်ထက်ဓာတ်ထက်ပွင့်လင်းတဲ့ဖိတ်ခေါ်မှုကမရှိတော့ဘူးကြာအကုန်သွားပြီရှင်းဒလဟောကြီးဖြစ်သွားပြီအကုန်လုံး open ဖွင့်ပေးတာမင်းတို့ဆွေးနွေးခြင်းလာခဲ့ဆွေးနွေးမယ်ဒီလိုပြောတာဒါဒီဓာတ်ထက်ကောင်းတော့ဓာတ်ထက်ဖြေလျှော့စရာလည်းမရှိတော့ဘူးထင်တာပဲအဲ့တော့ဒါပုံစံမျိုးပြောတဲ့ဒုတိယ message ပေါ့နော်နောက်တတိယ message ကဘာလဲလို့မေးရင် အဲ့ message ကတော့ကျွန်တော်တို့နိုင်ငံသားတွေအားလုံးသိစေချင်တဲ့ message ပါအဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့နိုင်ငံကတပားသူရဲ့ဩဇာကံဖြစ်လို့မရဘူးဆိုတော့သူပြောတာနော်ဆိုတော့မြန်မာနိုင်ငံရဲ့ဒီနိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်ရင်သူပြောတဲ့စကားတွေတခုရှိတယ်နော်နိုင်ငံဆက်ဆံရေးနဲ့ပတ်သက်ပြောတဲ့စကားတွေရှိတယ်နိုင်ငံဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့တဲ့နော် ကမ္ဘာနိုင်ငံတွေနဲ့တာဟာတရာဖြစ်နေဖို့လိုအပ်တာမှန်ပေမဲ့လေတဲ့ဩဇာကံဖြစ်မသွားဖို့ကိုတော့ကျွန်တော်တို့ကအထူးသတိပြုရမှာဖြစ်တယ်တဲ့ကျွန်တော်နိုင်ငံကတမိုင်းချောင်းနောက်ခံနေအရာလွတ်လပ်ပြီးတက်ကြွပြီးဗမလိုက်တဲ့နိုင်ငံတိုင်းမူဝါဒကိုကျင့်သုံးပြီးတော့နိုင်ငံချင်းချင်းမေးဖို့ပြဆက်ဆံရေးနိုင်ငံသားလူချင်းတွေနဲ့တိုင်းရေးမူငါချင်းနဲ့အညီစောင့်ထိတ်နေလည်းရှိပါတယ်တဲ့ခွဲခြားလို့မရတဲ့အိန္ဒိယနိုင်ငံများနဲ့လည်းလာဟာတရာဖြစ်တဲ့ဆက်ဆံမှုရှိဖို့လိုအပ်တယ်လို့လည်းမြို့နိုင်ငံတီဇဲဥပဒေကိုလည်းလေးစားလိုက်တာတမိုးတရာကိုတိုက်တွန်းလို့လည်းဆိုပြောတာတနည်းအားဖြင့်ကျွန်တော်တို့ကနိုင်ငံကနေဆက်ဆံလို့ရတယ်။မတေးုံနဲ့ဆက်ဆံမယ်၊အိန္ဒိယနဲ့ဆက်ဆံမယ်၊ထိုင်းနဲ့ဆက်ဆံမယ်၊အမေရိကနဲ့ဆက်ဆံမယ်၊ဥရောပနဲ့ဆက်ဆံမယ်၊ဂျပန်၊တောင်ကိုရီးယားဆက်ဘယ်နိုင်ငံနဲ့ဆက်ဆံဆက်ဆံလို့ရတယ်။ ဒါပေမဲ့ကျွန်တော်တို့ကနိုင်ငံတစ်ခုခုရဲ့ဩဇာကနိုင်ငံဖြစ်မသွားဘူးနံပါတ်1အရေးကြီးတယ်နံပါတ်2ကအဲ့ဒီနိုင်ငံတွေအကုန်လုံးကလည်းကျွန်တော်တို့ကလက်ဆက်နိုင်ငံတွေအကုန်လုံးကလည်းကျွန်တော်နိုင်ငံဥပဒေကိုလေးစားလိုက်နိုင်ဖို့လိုတယ်ဒါကိုသူ message ပေးသွားတယ်နိုင်ငံကတန်တမာတွေတောင်းပေးသွားတယ်ဘယ်သူတွေလာလဲဆိုခေါင်းစီတယ် Mr. Tate ရှိကျွမ်းကိုယ်တိုင်လာသွားတယ်အိန္ဒိယကသင်တန်းပညာရှင်တယောက်လာသွားတယ်တကယ်ကိုအိန္ဒိယရေးပါတဲ့ပုံကိုယ်တွေလည်းလာတယ်တရုတ်ကရေးပါတဲ့ပုံကိုယ်တွေလာသွားတယ်ဒီထိုင်းရလူတွေလည်းလာတယ်ထိုင်းရဆိုခင်ဗျာကာဝေးဥစည်းချုပ်ဟောင်းနေထိုင်းနိုင်ငံကြီးဒူဝင်ကြီးဟောင်းနေရဆိုအကုန်လာသွားတာဒီပွဲကသူတို့ပြောချင်တာကတလောက်ဟိုလူတော်တော်စုံတဲ့ဖိုရန်ကြီးထဲမှာလူတော်တော်စုံတဲ့ဖိုရန်ကြီးထဲမှာ သူဒီစကားတွေကိုပြောတယ်ဆိုတာအဓိပ္ပာယ်ရှိတယ်အဓိပ္ပာယ်ရှိဒီကိစ္စအဓိပ္ပာယ်ရှိတယ်ဆိုတော့ဟိုသူ့ရဲ့ဒီ fake code ချက်၃ချက်ကဒီ၃ချက်လုံးကကျွန်တော်တို့အဲ့လူတွေသိနေခြင်းနဲ့ပြန်ပြီးတော့ review ပြန်လုပ်ပေးတာဖြစ်ပါတယ် carrot အနေနဲ့ဒါလေးကိုပြန်ပြီးတော့စဉ်းစားပြီးတော့သူပြောတာဟုတ်လားမဟုတ်လား carrot ကိုကိုစဉ်းစားလို့ရပြီလို့ကျွန်တော်ဒီလိုပြောခြင်းတယ်ဒါတော့ကျွန်တော်ဘိုးဘူးကြီးတို့ peace forum နဲ့ပတ်သက်ပြောတာပါဒီနေ့ peace forum ရဲ့ဆွေးနွေးပွဲကတော့ point လည်းပြောရင်တော့ အပေါ်မှာ panel discussion ပုံစံမျိုးလူ၄ယောက်ကဲသူသူ moderate လုပ်တဲ့လူက၅ယောက်ထိုင်ပြီးတော့စကားပြောတယ်အဲအဲ့၅ယောက်က moderator နေပြီးတော့သူကဒီတက်ပြီးတော့ဆွေးနွေးတဲ့ပညာရှင်နိုင်ငံသားပညာရှင်၄ယောက်လုံး၄ယောက်၈ယောက်ပေါ့ဗျာအဲ့၈ယောက်လုံးကိုသူစကားပြောတယ်ပြောပြီးသူတို့ကပြန်ပြီးတော့ပြောတယ်ငါတယောက်ချင်းစီမင်းမင်းဝေးတာသူထားဖြေတယ်ဖြေပြီးတော့သူအမြင်နေရှုတော့လို့ပြောတယ်ဒီလိုနဲ့ဒီမြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့မြန်မာနိုင်ငံငြိမ်းချမ်းရေးမြန်မာနိုင်ငံဒီမိုကရေစီအတွင်းကုပြောင်းရေးမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲနဲ့မြန်မာနိုင်ငံရဲ့ဒီလက်ရှိငလျင်နဲ့ထိခိုက်ဆန်းမှုတွေဒါတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြတာတွေ့ရတယ်ဆိုတော့ဒါတွေဆွေးနွေးပြီးတော့ပြောကြတယ်အဲ့ဒီမှာတိတ်ရှိတွန်းက သူ့ရဲ့ main ခေါင်းထဲမှာပြောတဲ့စကားလေးတစ်ခုရှိတယ်ကျွန်တော်အဲ့ဒါကိုပြောချင်လို့ဒီနေ့ note လေးလုပ်ထားတာပေါ့နော်ဒီနိုင်ငံတကာကကျွန်တော်တို့နိုင်ငံရဲ့ဟိုဆက်ဆက်ဆံကျွန်တော်တို့နိုင်ငံနဲ့ပတ်သက်နိုင်ငံတကာဘာပြောလဲဆိုတာနဲ့ပတ်သက်လို့ပေါ့နော်တိတ်ရှိချင်ပြောရလေးရှိတယ်ကျွန်တော်နှစ်ချက်ပဲမှတ်မိတယ်ကျွန်တော်တို့ဒီချောင်းကျွန်တော်အရင်မှ toilet ခဏသွားတော့ချိန်မှာရုတ်တရက်လစ်သွားတယ်ဗောလေဟာကွာဒါပေမဲ့နှစ်ချက်မှတ်မိလိုက်တယ်ပြောတာကိုကြားလိုက်တယ်အဲ့ဒါပါလို့ဆို လာရှိုးမျိုးဝဲမြန်မာနတ်ဆက်ကအစိုးရလက်ထက်လက်ထက်ကိုပြန်လည်လွှဲပြောင်းနိုင်မှုတွေသူတို့ကဂျားကနေပြန်ပြီးတော့မော်ဒရိတ်လိုကြီးညှိနှိုင်းပြီးတော့တိုင်ပြီးတော့လာရှိုးမျိုးကိုနတ်ဆက်ကလက်ထက်ကိုပြန်အပ်ပေးနိုင်ခဲ့တဲ့ဂျားကညှိနှိုင်းဆွေးနွေးပြန်ပေးနိုင်ခဲ့တဲ့ပေးနိုင်ခဲ့ပါတယ်ဆိုတော့သူတို့ကသူတို့ခုံယူပြောတယ်ဆိုတော့တော့သူတို့ဒီမြန်မာညီချင်းချင်းမှာအစင်ဆက်မပြတ်ပါဝင်ပေးနေရဆိုတော့တတ်သိပြတယ်ပြောသွားတွေ့ရတယ်အရေးကြီးဆုံးအချက်ကတော့မကြခင်ကျင်းပမယ်မြန်မာနိုင်ငံရဲ့ view corp နဲ့ပတ်သက်လုံးဝသူတို့က fully support ပေးမယ်တေးဟောကမြန်မာနိုင်ငံ view corp ကို support လုပ်မယ်လို့ကိုတိကျပြောသွားတယ်ဆိုတော့အဲ့ဆိုရင်တေးဟောကအဲ့တိုင်းပြောသလိုအိန္ဒိယကမပြောဘူးလားဆိုတော့အိန္ဒိယကလည်းအဲ့တိုင်းပြောသွားတာအိန္ဒိယတမ်မကြီးကလည်းပြောသွားတယ် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ရှိရင်တော့တို့မှာ policy ၃ချက်ရှိတယ်ပေါ့နှစ်ချက်ကိုကျွန်တော်မှတ်မိလိုက်တယ်ဟဲ့တော့လား HE HE နဲ့နောက်တစ်ခါအိန္ဒိယရဲ့ဒီဒီ neighborhood neighbor 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 neighborhood first ပေါ့နော်ဆိုတော့အရှိမျောဝါဒနဲ့အိန္ဒိယပထမဆိုတဲ့မူဝါဒကိုအိန္ဒိယကအိုက်ဆွဲပြီးတော့မြန်မာနိုင်ငံနဲ့ပတ်သက်သူတို့ကအများအမ်းသူဦးစားပေးနံပါတ်1မှာထားပါတယ်သူတို့နိုင်ငံထားတယ်ပြောတယ်ပြီးတော့တစ်ချိန်တည်းမှာပဲအိန္ဒိယကလည်းမြန်မာနိုင်ငံရဲ့ဒီအဲမြန်မာနိုင်ငံရဲ့လက်ရှိဖြစ်နေတဲ့ခင်းချင်းတွေနဲ့အခြေအနေတွေအားလုံးပေါ်မှာသူတို့စာနာထောက်ထားသဖြင့်ယူကော့ပွဲချင်းပါမယ်ကိစ္စပေါ်မှာသူတို့အနေနဲ့အဲအစင်းသင့် ကူညီဝိုင်းကူညီပေးမယ်ဆိုတာမျိုးတွေသူတို့ပြောတယ်ဒါအိန္ဒိယလည်းမြန်မာယူကပ်ဘောကူညီမယ်လို့ပြောသွားပြီနောက်တစ်ချိန်မှာပြီးတော့အိန္ဒိယမြန်မာရဲ့ rare art နဲ့ပတ်သက်တာတွေနဲ့ဒီနိပညာကိစ္စတွေကိုလည်းအိန္ဒိယစိတ်ဝင်တစားရှိနေတဲ့ပုံပေါ်တဲ့အကြောင်းသူထည့်ပြောသွားတယ်ဒါထည့်ပြောသွားပါတော့ဆိုတော့ထိုင်းနိုင်ငံရဲ့ဝန်ကြီးတို့ဘာလို့ကလည်းဘာထပ်ပြောသွားနိုင်ငံတွေနိုင်ငံတွေတူညီအောင်လဲဘာပြောသွားလဲဆိုတော့မြန်မာနိုင်ငံမြန်မာနိုင်ငံမြန်မာဒီမိုကရေစီစနစ်ကိုအကောင့်တွေပေါ်မဲ့ယူကပ်ဘောနဲ့ပတ်သက်လို့သူတို့ထောက်ခံလို့ပြောတယ်အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာမြန်မာနိုင်ငံနဲ့ပတ်သက်လို့ဗိုလ်ချုပ်ကြီးပြောတဲ့မိကုန်းကတစ်ခုပါတယ်မြန်မာနိုင်ငံမြန်မာနိုင်ငံဒီမိုကရေစီကိုတွားဖို့ဆိုတာမျိုးသူကတွားပြီးပြောဆိုတယ် ကျွန်တော်နိုင်ငံနဲ့ကိုက်ညီတဲ့ဒီမိုကရေစီကိုကိုက်တွဲကျင်သုံးသွားလာဖို့ဘူဇုံမူကြီးတို့ကအများအားပြောတယ်ဆိုတော့ဒီစကားဒါအောင်နဲ့ပတ်သက်ရင်ကျွန်တော်လူလူနားလည်နိုင်အောင်ပြောတာခမားမှာခမားဈေးဆိုင်ဆိုင်သွားတယ်အဝတ်စားဆိုင်ဆိုင်သွားတယ်အဝတ်ထည်ဆိုင်ဆိုင်သွားတယ်အဲ့ဒီမှာဥရောပဝတ်စုံတွေရှိတယ်ဥရောပစတိုင်ဝတ်စုံတွေရှိတယ်အာရှစတိုင်ဝတ်စုံတွေရှိတယ်မြန်မာစတိုင်ဝတ်စုံတွေရှိတယ်အိန္ဒိယစတိုင်ဝတ်စုံတွေထိုင်းစတိုင်ရှိတယ်အမေရိကန်စတိုင်ရှိတယ်နောက်တစ်ခါဂျပန်စတိုင်ရှိတယ်ကိုရီးယားစတိုင်ရှိတယ်ဝတ်စုံမျိုးစုံဝတ်စားမျိုးစုံအဲ့ဆိုင်တွေမှာရှိနေမယ်အဲ့ဆိုင်တွေရောက်တဲ့ချိန်မှာခမားအနေနဲ့ဘယ်ဝတ်စားကိုရှင်းမလဲ ခင်ဗျအမေရိကန်ဝက်ဆောက်ကိုယူမလားအမေရိကန်အရန်မောင်းဘော်ဒီနဲ့တိုင်းချုပ်ထားတဲ့ဝက်ဆောက်ကိုခင်ဗျယူမလားနော်ဥရောပဝက်ဆောက်အရန်မောင်းနဲ့ယူထားတဲ့ဝက်ဆောက်ကိုယူမလားဂျပန်စတိုင်ဟိုဟာဝက်မလားဒါမို့မြန်မာနေမြန်မာမြန်မာနဲ့ kait နေတဲ့ဝက်ဆောက်ကိုဝယ်ပြီးဝက်မလားအဲ့ဒါခင်ဗျတို့ကိုယ့်အောက်စားအဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့နိုင်ငံအတွက်ရေးပါတဲ့နိုင်ငံဆိုတဲ့ခန္ဓာကိုယ်ကိုယ်လုံးသီးကြိုကြီးဖြစ်နေတဲ့နိုင်ငံတော်ဖိုးအုပ်ဖို့အတွက်ဒီမိုကရေစီဆိုတဲ့အဝက်ဆောက်တွေဝက်တဲ့အခါမှာကိုယ်နဲ့တင့်တော်တဲ့အဝက်ဆောက်ကိုဝက်မလားမထော်မနှမ်းနေဝက်မလားခင်ဗျတို့တိုက်တာစဉ်းစား ဲ့တော့ကျွန်တော်တိုင်းပြည်ရဲ့ပြည်သူလူစဉ်းစားဖို့လိုတာကကိုနဲ့တိုက်လိုက်ဖက်ညီတဲ့အဝစားဝက်တာကတာလည်းရင်ကိုနဲ့တကယ်လိုက်ဖက်ညီတဲ့ဒီမိုကရေစီရွေးချယ်တာဖြစ်ပြီးတော့ကိုနဲ့မကိုက်ညီတဲ့အရစားမြန်မာရက်ကငါးပေ6ပတ်လည်းပဲရှိတာမြန်မာတွေရဲ့ဗျမ်းမြရက်ကငါးပေ6ပတ်လည်းပဲရှိတဲ့အချိန်မှာ6ပေလောက်ပတ်လည်းရှိတဲ့အိန္ဒိယဥရောပသားတွေဥရောပသားတွေအဝစားမျိုးခင်ဗျားဝတ်ရင်ခင်ဗျားဘယ်လိုဖြစ်နေမလဲမထုံမနှက်ဖြစ်မနေဘူးလားအဲ့တော့ခင်ဗျားတို့ကိုယ့်အကူကျွန်တော်တို့ခင်ဗျားတို့စဉ်းစားကြဖို့လိုတာကကျွန်တော်တို့နဲ့ကိုက်ညီတဲ့ဝက်စားဥစားကျွန်တော်တို့ဝက်မှရလိမ့်မယ် မဟုတ်ရင်ကျွန်တော်တို့နဲ့မကိုက်ကြီးတဲ့ဝယ်စားတွေဝယ်မိရင်မထော်မနဲ့နေဖြစ်မယ်ဆိုတော့အသိကြဖို့လိုတယ်လို့ကျွန်တော်ဒီနေရာမှာတိုက်တွန်းချင်တာဒါကတစ်ချက်ပေါ့နော်ဆိုတော့ဒါတော့ဘုံကြီးတို့ဒီ Netflix Peace Program နဲ့မှာဆွေးနွေးကြတဲ့အကြောင်းအရာတွေကိစ္စတွေများသွားဖို့ကျွန်တော်ပြောတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အချိန်မှာအခြားသတင်းတွေလည်းနည်းနည်းဒီနေ့နည်းနည်းထည့်ပြောပါဦးမယ်အဲ့ဒါဘာလဲဆိုတော့အဲဝန်တာတဲ့သတင်းလေးတခုပါမန္တလေး PDF အဖွဲ့ကမန္တလေး PDF အဖွဲ့ကဒီနေ့ဆိုရင် မန္တလေး BDF အဖွဲ့16ရောက်လင်းဝင်သွားပါတယ်လင်းဝင်ဆိုမိသားစုနဲ့ပြန်ပေါင်းစည်းသွားပါတယ်အဲ့ဒါတော့မန္တလေးတိုင်းဒေသကြီး BDF မန္တလေးကခြေဆိုင်တဲ့ BDF အဖွဲ့အမျိုးသား15ဦးအမျိုးသမီး၄ဦးကဒီနေ့ဦးရီပေါင်းနဲ့ဝင်ရောက်လာတယ်မိဘတွေစီကိုတက်ဆိုင်တာဝန်ရှိသူတွေလွှဲပြောင်းပေးလိုက်တယ်လို့ကျွန်တော်သိရတယ်ဆိုတော့ဒီညီငယ်ညီမငယ်တွေတော့ကျွန်တော်တို့ဝမ်းသာပါတယ် congratulation လေးလုပ်ပါတယ်ဒီညီငယ်ညီမတွေကသူ့မိဘတွေမိသားစုနဲ့အတူတူရှင်သန်နေထိုင်ခွင့်ရပြီဖြစ်တဲ့တော့ဝမ်းသာအကြောင်းပြောလိုပါတယ်နောက်တစ်ခုကတစ်ချိန်ထဲမှာပဲပြီးခဲ့တဲ့ရပိုင်းကအားလုံးတွေတိုင်းစကိုင်းပုံရဘက်မှာလည်း PDF ညီငယ်ညီမငယ်24ဦးကမိသားစုနဲ့ပြန်ပေါင်းသွားတယ်အဲ့တော့ဒီရပိုင်းတွေအတွင်းမှာပဲပြီးခဲ့တဲ့ပြောရရင်တော့ပြီးခဲ့တဲ့ ရက်သက်တဲ့ဘက်တစ်ဖက်တင်ပါတော့နောက်ဆုံး9ရက်အတွင်းမှာပဲညီငယ်ညီမငယ်တွေပိုက24ဒီဘက်19ဆိုတော့ပို့လည်းပြောညီငယ်ညီမငယ်ပေါင်းအယောက်40ကျော် PDF တွေကနေဘဝကနေမိသားစုစီပြန်ပူးပေါင်းသွားတာလေးကိုကျွန်တော်ကြည့်ပြီးတော့ဝမ်းသာပီတိဖြစ်မိတယ်ဒါမျိုးတွေနောက်ထပ်ညီငယ်ညီမငယ်တွေလည်းလောက်ကြဖို့တိုက်တွန်းပါတယ်เนาะအဲ့တော့ PDF ညီငယ်ညီမငယ်တွေကိုတို့ဝမ်းသာကြောင်းကျင်းပြောချင်ပါတယ်ဒါတစ်ချက်ပေါ့နောက်တစ်ခုကဘာလဲဆိုတော့ဒီနောက်တစ်ခုကဘာလဲဆိုတော့လူကုန်ကူးတဲ့ကိစ္စလူကုန်နဲ့ပတ်သက်လို့ပတ်သက်လို့ဒီနေ့ဟိုဒီနေ့ပြည်တဲ့ဟို ဟိုဒီကိုကူဘရာဇီတိုက်တာစီရင်းနဲ့ပတ်သက်ပြီးတော့နော်မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ထားတဲ့ချုံမှာကျင်းပတဲ့ပွဲမှာတခုမှာအမနေ့က24ရက်နေ့ကျင်းပတဲ့ပွဲတခုမှာပြောသွားတဲ့စကားလေးတခုစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါလေးကကျွန်တော်ဒီနေ့ပြန်ပြီးပြောပါမယ်အဲ့ဒါပါလဲဆိုတော့ပြည်ထရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်ကျော်ကျော်ကနေပြီးတော့သူ့ရဲ့ဒီအစည်းအဝေးထဲမှာသူထုတ်ပြောတယ်24ရက်နေ့အစည်းအဝေးမှာသူထုတ်ပြောတယ်အဲ့ဘာပြောလဲဆိုတော့မြန်မာနိုင်ငံမှာရှိတဲ့မြန်မာအမျိုးသမီးတွေကိုတရုတ်နိုင်ငံသားတွေကသူတို့နိုင်ငံကိုစီးရုံးခေါ်ဆောင်ပြီးတော့သူတို့ရှီမှာပေါင်းသင်းလက်ထပ်ဖို့ လိန်လေဖျားအောင်တဲ့လုပ်ငန်းစဉ်လုပ်သွားတာကလာလုပ်တာ2025ခုနှစ်ဇန်နဝါရီတရက်ကနေပြီးတော့မနေ့က24 23ရက်တနေ့က23ရက်နေ့အထိစုစုပေါင်း14မှုရှိရတယ်14မှု14မှုတဲ့14မှုတိတိကမြန်မာမျိုးသမီးတွေကိုလာပြီးတော့ခေါ်ပြီးစီးယုံပြီးတော့လာပြီးခေါ်စီးယုံပြီးတော့ဘာလို့လဲဆိုတော့သူတို့တရုတ်နိုင်ငံသားတွေနဲ့ဆက်လက်ထပ်ဖို့လာစီးယုံတော့14မှုရှိပါတယ်လို့သူထုတ်ပြောလာတယ်အဲ့တော့အဲ့ဒီ14မှုတော့ဖော်ထုတ်နိုင်ခဲ့တယ်ပေါ့နော်ဆိုတော့ဒါကဖော်ထုတ်နိုင်တဲ့ကိန်းကဏ္ဍမဖော်ထုတ်နိုင်တဲ့ကိန်းကဏ္ဍဘယ်လောက်ရှိလဲတော့ကျွန်တော်မသိဘူးဆိုတော့2024ခုနှစ်တုန်းကအဲ့လူကုန်ကူးမှု53မှုအရေးယူဆောင်ရခဲ့တယ်အဲ့ဒီမှာတော့တရုတ်နိုင်ငံက34မှုလာဟုတမှုတဲ့ ်ကမ္ဘောဒီးယားတမှုပြည်တွင်းမှာ16မှုဖြစ်ခဲ့တယ်တဲ့အမှုပြဆိုင်ပြောရင်တော့အထမလက်ထက်စီတန်းချင်းကစီခိုင်းချင်းကအထမလက်ထက်တာက35မှုပြည်သာပြည်အထမမှုပြတာ9မှုအထမစီခိုင်းတာတမှုကိုဝင်ဆောင်9ဆောင်တာတမှုအခြားနည်းလမ်းနဲ့ကာမဆိုင်ရာအထမပြတာတမှုရှိခဲ့တယ်လို့ပြောတယ်အဲ့တော့ဒီ2025ဇန်နဝါရီကနေဇန်နဝါရီကနေပြီးတော့အခုဒီချိန်ထိကတော့စုစုပေါင်းလူကုန်ကူးမှု80ရှိတယ်အဲ့ဒီထဲမှာခုနတရုတ်များဖြစ်ဟောဖြစ်တာ14မှုရှိတယ်ဆိုတော့ပြောတာဆိုတော့ပြောရရင်တော့တော်တော်လေးတော့ဒီကျွန်တော်နိုင်ငံတွေကိုလာပြီးဒုက္ခပေးနေတဲ့ကောင်တော်တော်များတယ်ဆိုတဲ့အဓိပ္ပာယ်သက်ရောက်တယ်ဒါလေးလည်းကျွန်တော်တို့မြန်မာနိုင်ငံသားတွေသတိထားသိကြလို့ကျွန်တော်ဒီနေ့ထည့်ပြောထည့်ပြောရ ခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့နောက်ဆုံးဒီနေ့ပို့ပါလိမ့်မယ်အပိတ်လေးတစ်ခုနဲ့ပိတ်ပါမယ်အဲ့ဒါကဘာလဲဆိုတော့အမ်ကြိုက်သူအမ်ရန်ကုန်မော်လမြိုင်လမ်းမကြီးကိုပြောပါမယ်ရန်ကုန်မော်လမြိုင်လမ်းမကြီးရဲ့နော်ရန်ကုန်မော်လမြိုင်လမ်းမကြီးကားလမ်းမဘေးနော်အဲ့ကြိုက်ထုံနဲ့တိုက်ထုံမြို့နဲ့မုတ်ပလင်းနဲ့မရမ်းကြောင်ကြီးွာကြားမှာရှိတယ်ရန်ကုန်လွန်ရယ်လောက်လက်မကြီးပေးအဲ့လက်မကြီးပုံမှာတရားတစင်းအောက်မှာလက်လုံမိုင်းတွေထောင်ထားလို့ကံကောင်းလို့မနေ့ကညဒါလုံညိုကြီးတဖော်ဝင်နေတွေ့လို့မိုင်းခွဲပြီးဖြက်စီးလိုက်တဲ့အတွက်တော်တော်လေးမပောက်ခွဲတဲ့အတွက်တရားမပြည့်စည်ဘူးကားဖြတ်သွားမဲ့ကားတွေပါအနေရကင်းသွားတာဖြစ်စင်လीဖြစ်သွားပါတယ်ပြောရရင်တော့ခီးတဲ့ ပေါင်းများစွာအသက်ကိုလုံခြုံတပ်ဖွဲ့ဝင်တွေကကယ်တင်ပေးလိုက်နိုင်တယ်ဖြစ်စေလိမ့်မယ်နော်ရန်ကုန်မော်လမြိုင်ကားလမ်းဘေးတရားငယ်တစင်းအောက်မှာမုတ်ပလင်နဲ့မရမ်းကြောင်ကြာရွာရဲ့ကြားရှိတဲ့တရားငယ်တစင်းအောက်မှာနော်လက်လုံမိုင်းတွေထောင်ထားတယ်နော်မိုင်းတိုင်း94အဲ sorry အဲ့တိုင်းတရားအောက်မှာဖြစ်တယ်နောက်တစ်ခုကမိုင်းတိုင်း94ဖာလုံ94မိုင်ခုနဖာလုံရဲ့အောက်မှာရှိတဲ့တရားအောက်မှာလည်းနောက်အောက်မှာလည်းကားလမ်းဘုံတွေထည့်ထားတဲ့နော်ငါးကားလမ်းဘုံတွေထောင်ထားတဲ့မလက်လုံမိုင်းတွေ့တယ်မလက်လုံမိုင်းနှစ်နေရာမှာတွေ့တယ်စရိုက်တွေ့တာဆိုတော့ရန်ကုန်မော်လမြိုင်လမ်းမကြီးပေါ်မှာရန်ကုန်မော်လမြိုင်လမ်းမှာမိုင်းခွဲဖို့ကြိုးစားတဲ့ဇလန်းတွေနှစ်ခုရှိခဲ့တယ်အဲ့နှစ်ခုလို့လုံခြုံတပ်ဖွဲ့ဝင်တွေက အဲအချိန်မီကာကွယ်တားဆီးနိုင်ခဲ့တယ်ပြောရင်တော့ကားတွေဖြတ်သန်းသွားလာမှုမပြုတ်ခင်မနေ့ရမှာပဲဖြတ်ဟိုဖောက်ခွဲဖြတ်ဆီးနိုင်ခဲ့တဲ့အတွက်ဘာပဲပြောအနေအကင်းကင်းနဲ့ကူကားတွေသွားလို့ရခဲ့ပြီလို့သိရတယ်အဲ့တော့ဘာပဲပြောဒါလေးတွေက ဟိုလုံချုံတက်ဖို့အနေအတွက်လည်းကြီးကြီးကုန်ပြရမယ်လက်ခုပ်မတီးခြင်းတော့အနည်းဆုံးတော့အတိမပြုတ်ပြရမယ်လို့နားလည်နေပါတယ်အဲ့တော့ဘာပြောစူးစမ်းပတ်စံနဲ့လူအသက်တွေများစွာကယ်တင်ပေးလိုက်တဲ့လုံချုံတက်ဖို့အနေကိုကျေးဇူးတင်ကြောင်းလည်းဒီနေ့ကပြောလို့ပါတယ်အပြည့်စုံလူအနေနဲ့လည်းကျေးဇူးတင်ခြင်းနဲ့တင်ဖို့ဗျာမတင်ခြင်းလည်းနေဖို့ဒါတော့ခင်ဗျားတို့သဘောပါတိုးတော့လုံချုံတက်ဖို့အနေကသူ့ရဲ့တာဝန်ကိုကျေးမောဒီကိစ္စလေးမှာထမ်းဆောင်ပေးခဲ့ပြီဆိုတော့ပြောရင်းနဲ့ဒီနေ့တော့ဒီလောက်ပါပဲအားလုံးပဲကိုင်းစားသိရှိပါတိုက်ရိုးစေနာမထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်လန်တက်ဖြတ်နေကြတာကိုလက်ခုပ်လောဘတိပြီးပြောနေတဲ့လူမိုက်လူရန်ကလူတက်အချမ်းဖက်အားပေးသမားခင်ဗျားဖြစ်နေသလားဆိုတော့ကိုပြန်လည်းမေးဖို့တို့ပါလို့ပြောရင်းနဲ့ကိုယ်နိုင်ပါ ောက်ဆုံးရပြည်ရင်းပြည်ပသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မြစ်တာရက်ခံပေးရစေရှင်နောက်အစီအစဉ်မှာပြန်တွေ့ကြမယ်နော်